တော်လန်မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေးဘေးထဲမှာအများဆုံးကိမွေးကြပါစေလို့ဆုတောင်းပေးနေတော်လန်ရဲဘော်တွေနေလဲမေးဘေးတွေကိုအများဆုံးရှင်းနေနိုင်ပါစေလို့တောင်းဆုပြုလိုက်ပါတယ်။နေ့ကတော့မေလ14ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့ညပိုင်းထီတော်ဆုံးရရှိသတင်းတွေကိုကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုဖို့ဒီနေ့ကနေထပ်တောင်းဆုလိုက်ပါတယ်။ရောင်းသုံးနေနဲ့ကတော့ကျွန်တော်တို့ရဲ့တော်လန်ရဲဘော်တအုပ်ဖြစ်တဲ့ကိုကြည့်ကျော်ကနေပြီးတော့အရှိဖြစ်ပေါ်ခဲ့တဲ့ဒီပင်းကဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့ ပိန်မှာရှိတဲ့မိဘပြည်သူတွေနဲ့ကလေးတငယ်တွေရဲ့ဘဝအတွက်အခုလုံးကိုခြုံငုံပြီးတော့ရေးဆက်တာတခြင်းလေးတခုကိုတော်လန်အမှုပညာနေနဲ့ပေါ်ပြတာဖြစ်တဲ့အတွက်ပြန်လည်ဝေဖန်ပေးလိုက်ပါရစေ။တခြင်းလေးရဲ့အဆမှာတော့ကလေးတွေအားလုံးကိုတူတောင်းပေးတဲ့ကစားလေးတပုတ်ကိုပြဆူထားတာကိုအားလုံးသိရှိမဲ့တခြင်းတပုတ်ကိုလည်းပြသွင်းပေးတာဖြစ်ပါရစေ။တော်လန်မျိုးရဲ့အားလုံးပဲဒီညရဲ့ဗီဒီယိုလေးတော့ဒီတခြင်းလေးနဲ့စတင်ပြီးတော့ပြန်လည်ပါရစေ။ သင်ကြောင်းလေးပြေးကြောဘူးအကိုလေးခစိုးကြီးတဲ့မှာပြညာတည်ရဲ့နေအိမ်မနေမိပါဘူဝန်နေတော့ကလျှင်တန်းချရင်ပြေးလာလို့ကြူကြ ိမ်နေလဲမအေးစေးအပြင်မလဲမနှွေးထွေးအရင်တန်းကြားရိုက်စိတ်တွေလေးကလေးများเจ้าမဆင်ပြေပါမလားတွေ့ထိုချိန်မှာဝုန်းကနေပုံတန်ကိုကြားခဲ့စာတင်ကြောင်တက်တဲ့ကိုပြေချသွားပြီလေ ground cha go to cha nga da la ngo ga le cha mi ba mya a ti ma chwe na ma le de de kle rui twe chang si ni ya ground cha go to cha da nga da mi la pyo ga le cha mi ba mya show ma mu ga pyo bo sa ga da lo wa ma shi ba na နဲ့တမိစာချက်တန်အခုတော့တိတ်ဆိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားဒေလည်းပြီးပြောင်းပြီးပြောင်းလိမ်ပါပြီးပြောင်းညာပါလို့เนาะအမတ်လွေတီကိုဓာတ်နဲ့ပြောင်းလောရမယ်ဓာတ်နဲ့စွှထားရမယ်လွေတီအပေါက်ပေါက်တီလောရမယ်ဇက်နောင်ဇက်နောင်အခုကခင်ဗျားတို့ကလိန်လဲလိန်ချင်းပြီးတော့ပါတယ် ခေတ်တကလူကြီးဘလောက်50ကျော်ဟိုကျောင်းဆရာမပြောတာလူကြီး10ဦးဟာတရားနဲ့တရားလည်းညှိလည်းမထားကြဘူးเนาะအဲ့တော့လိန်ပြီးပြောင်းလိန်ပါလို့ပောက်ကူတော်ကနေအကြံပြုကြင်ပါတယ်ဗျာဒါတော့ပောက်ကူတော်ကနေဒီဘက်မှာဖြစ်စဉ်ကိုလောင်ပြောင်ပြောဆိုနေတဲ့အခြေဖြစ်ပါတယ်เนาะဘယ်နေရာမှာစောက်သုံးမဝင်တော့ရဲ့စစ်တဲ့လက်မှတ်ဗလာနဲ့เนาะ ဘာမှမခုခံနိုင်တဲ့နေရာတွေခလေးတွေနေရာတွေကိုတော့ဖုံးကြီးတွေတချို့ဆိုလို့ရှိရင်ဖုံးကြီးကြောင်းတွေတမင်တကာရည်ရွယ်ပြီးသွားလုံနေတဲ့ကိစ္စရက်တွေเนาะအဲ့တော့ဟိုစစ်ကောင်စီဘက်မှရက်တွေအပြင်ထောက်ခံနေတဲ့လူတွေကိုကျွန်မမေးချင်တယ်ဒီလုံရက်ကိုရှင်တို့ဒီလုံရက်တွေကိုရှင်တို့ဘာပြောမှလဲ ောက်ထပ်သတင်းတို့မှာတော့ဘောမာတွေကနေပြီးတော့စာတင်ကြောင်းကိုဘုံမကျဲပါဘူးလို့ပဲဘလို့ပဲညင်းညင်းဒီခိုင်းတိုင်းမှာစာတင်ကြောင်းကိုစစ်တက၄ရောင်းတက်ခဲ့တဲ့ပြင်ကလေးများသိဆုံးမှုပေါ်ဥရသမကတွင်းမှုယုတ်အန်တိုနီဂူဒါရက်ကစိုးရင်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ဖြစ်ပါတယ်။ကဲမင်းတို့ကတော့မစိုးရင်ဘူးပြောနေတာဘောမာကစိုးရင်နေမြန်ပြီဟာ။ဒီလားစနေရနေ့ဒီခိုင်းတိုင်းဒီပိတ်မြို့မှာရှိတဲ့စာတင်ကြောင်းစာတင်ကြောင်းကိုတကောင်စီကလေမြေဘုံကျဲကြခြင်းကြောင့်ចောင်းသားចောင်းသူကလေးငယ်22ဦးနဲ့ကျမ92ဦးစုပေါင်း24ဦးတည်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။အလင်းလုံး ဖျက်မှုခံရတဲ့စကိုင်းတိုင်းဒေသကြီးတွင်ကစာတင်ကြောင်းတစ်ခုကိုမြန်မာစစ်တပ်ဟာအေကြောင်းတက်ခတ်မှုပေါ်ဖေးထွေအတွင်းရင်းမှုကြောင့်ဆိုးရိမ်မှုကြောင့်လည်းအခုလိုလေကြောင်းတက်ခတ်မှုကြောင့်ကလင်းငယ်တွေတည်ဆုံးတန်ရန်ရက်ကြတို့သိရပါတယ်။မြေငလင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများအစီအပြေချုံးမှုစုပေါ်မြန်မာစစ်တပ်ကအပြစ်ခတ်ရဆဲရေးကိုမေလာ30ရက်ထိတက်တန်းထိုးထားပေမဲ့လည်းပြညာထားရင်ပဲဒီဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်။လက်နက်ကင်ပြိပကဖြစ်နေခြင်းမှာစာတင်ကြောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျက်ပဲကလေးများကိုစာတင်ဖို့စာတင်ကြောင်းတွေကလုံခြုံမှုရှိရပါမယ်။ ပြည်တွင်တွင်ရမှုချုပ်ကတော့အကြမ်းဖက်ပုံစံအလုံးကိုရှုံချပြီးပြည်ပဆိုင်ရာလူသားချင်းစာနာမှုဥပဒေအရအရသားမြောက်ကိုကာကွယ်ရေးရာအဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကိုတက်မှန်တည်ပြပါတယ်လို့ကုလသမဂ္ဂထွေထွေတွင်မှုချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကနေပြီးမေလ12ရက်နေ့ကနေပြီးတော့ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်နဲ့ကိုယ်စားလှယ်ကြီး ဦးကျော်မိုးထွန်းကလည်းဒီပင်းမျိုးနယ်ကစတင်ကြောင်းကိုစစ်တပ်ကလည်းရောက်တခဲမှုကြောင့်ကလေးငယ်များနဲ့ဆရာများတည်ဆုံးမှုပေါ်သက်သေးထောက်ထားတပ်ပုံများနဲ့တကွကုလသမဂ္ဂထွေထွေအတွင်းရေးမှုချုပ်ထံသို့ပြင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာစည်းဝေးများတွင်လည်းပြည်ဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်းသိရှိရပါသည်။ဗူဒရက်ကတော့အခုချိန်ထိစိုးရိမ်နေတုန်းပဲ။သူတော်အားယူမယ်ဆိုရင်သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကပြီးမှာတော့မဟုတ်ဘူးလို့ထင်ရပါသည်။အဲဒါလည်းတင်ပြမယ်သူကလည်းတင်ပြရမယ်ဘိုင်းကိုတင်ပြသလိုစိုးရိမ်ရမယ်သူကလည်းစိုးရိမ်ရမယ်ဘိုင်းကိုစိုးရိမ်သလို င်နာစရာရှိတဲ့ပြည်သူတွေကယင်နာစရာရှိတော့ယင်နာစီလိုပဲတော်လိုင်းတက်တီကလည်းအဲ့စရာရှိတော့ကိုပြပြတသားအဲ့အချိန်မုံပြီးတော့တော်လန်ပြည်သူတွေကလည်းကုညီစရာရှိတော့ကိုအောင်မုံသူကုညီနိုင်ဖို့လိုအပ်တဲ့အခြေအနေပါတယ်နောက်ထပ်တဲ့နေ့ပုံနေကတော့မဲအောင်လိုင်းဟာအချမ်းပတ်စစ်တဲ့အတွင်းစစ်တပ်ကပတ်စဉ်45မှာဒုတိယဗိုလ်မှူးကြီးဂျီဝမ်းမြောက်ကိုယူအောင်မှုရာထူးများတိုးပစ်လိုက်ကြောင်းစစ်တပ်သတင်းရင်းမြစ်ကထုတ်ပြန်လိုက်ပါတယ်စစ်တပ်ယူအောင်မှုများဖြစ်နိုင်ငံတော်ကာကွယ်ရေးတပ်ကကြောင်းစင်များထဲမှာ24ကိုစတင်ရာထူးတိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ပုံမှန်ရွေးလိုပဲထင်ပါတယ်လို့ယူဆပါတယ် ပေမဲ့လည်းသူတို့ဟာသူတို့ရှိကဗျူဟာမှုတွေကဘယ်ကိုရောက်သွားတာလဲသေတာလားကြတာလားဖန်ခံရတာလားအဲ့လိုမျိုးတွေတည်းရှိတာကိုဗျူဟာမှု level တွေမှာပြီးတော့တချို့ဗျူဟာမှုတွေကနေစက်မတိုက်တဘူးဆိုရင်လည်းတချို့အရက်ဘက်ကိုအရန်အင်အားချို့အချို့နဲ့ပို့ခါရရှိပါတယ်ရှိကဗျူဟာမှုတွေဘယ်ကိုရောက်သွားတာလဲလို့စုံစမ်းနေသေးပဲဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီးစင်ရုံကနေထားသိရှိရပါတယ်လက်ရှိခံရလိုက်တဲ့ဗျူဟာမှုများဟာ G1 စစ်စစ်များဖြစ်ပြီးအကြမ်းမဲ့စစ်တွေရဲ့တက်တွင်းမှာဗျူဟာမှုဖြစ်ရာဒူးတိုးနိုင်ဒီမှာ G1 A1 G1 ဟူရဲ့၃မျိုးရှိတော့လဲလက်ရှိဗျူဟာမှု ခန့်အပ်ခံရတဲ့24ဦးမှာဒုတိယဗိုလ်မှူးကြီး G1 စစ်စင်များသာဖြစ်ကြောင်းဦးစီးရာရှိပထမတန်းစစ်ရေး A1 နဲ့ဦးစီးရာရှိပထမတန်းစစ်ထောက် G1 များမှာမူရာထူးမတိုးပဲကြံခဲ့တဲ့အနေအထားကြောင့် CDN ဗိုလ်ကြီးစင်ရောင်းအောင်အန်အောမီရဲ့လိုတဲ့ဆိုထားပါတယ်ယူအမှုရာထူးတိုးမြင့်ပေးခံသူများမှာနောက်ပိုင်းနဲ့စစ်တနာကျုံမှဒုတိယဗိုလ်မှူးကြီးညီထွန်းမှယူအမှုဖြင့်မြောက်ပိုင်းနဲ့စစ်တနာကျုံကို၎င်းစစ်စင်ရေးကြီးမှဒုတိယဗိုလ်မှူးကြီးကျော်ခိုင်လင်းကိုနေပြီးတော့စစ်ဌာနကျုံကို၎င်းအမတော်လေးကျင်ရေးအရာရှိကျုံယုံမှဒုတိယဗိုလ်မှူးကြီးရဲမြင့်အောင်ကိုမြောက်ပိုင်းနဲ့စစ်ဌာနချုပ်သူ၎င်းအဆက်တာ စစ်စင်ရေးအထူးဖွဲ့ဒေပီတော်မှဗိုလ်မှူးကြီးဇင်မောင်မောင်ကိုအနောက်ပိုင်းနဲ့စစ်တပ်နာချုပ်သူ၎င်းတမတော်လေးချင်းရာရှိချုပ်ရုံးမှဒုတိယဗိုလ်မှူးကြီးရာဇာမင်းညွန့်ကိုပြည်မြန်တက်မှဌာနနှစ်နှစ်ပန်းအန်တို့၎င်းပြောင်းရွှေ့ကြောင်းသိရှိရပါတယ်။ကဲဒီကောင်းနေမဲ့ဦးတီချာမှတ်ထားပါ။ဘဲချင်းမှဒီကောင်းလေးတစ်သုံးမှဖြစ်မယ်ဆိုတာကြည့်မှဖြစ်ပြီးတော့အကောင်လေးမိတဲ့ခါကျရင်တော့ထမင်းလုံးဝမကြွေးဘူး။ပြည်သူများရဲ့လူဝင်ဆန္ဒကိုလည်းတော်လိုင်းတစ်ဖက်ကဖြည့်ပေးဖို့ဆန္ဒပြည့်ရှိဖို့လူအကြောင်းကိုလည်းဒီညကထပ်မှန်ပြီးပြေးလိုက်ပါတယ်။ပုံနာမျိုးတွေအားလုံးပဲပေါကရုံးကိုတော့အားလုံးသိကြပါ။ပေါကရုံးဆိုတာကဘာတူလဲ။ ော်ကရုံးဆိုတာက သင်္ကန်းခြုံထားတဲ့ဘုံကြီးတပားကနေပြီးတော့အခုလိုမျိုးလောက်ရက်တွေကိုလုံနေတာမဟုတ်ဖ ೇನೆ အခုလိုမျိုးလောက်ရက်တွေကိုလုတ်ဖို့အတွက်သင်္ကန်းခြုံခဲ့တာဆိုတဲ့အတိတ်အမိုင်းရောက်နေရှိပါတယ်။ပေါ်ကရုံးကိုတော့2018ခုနှစ်မှာဝေယသူကိုတိုင်းသူ့ရဲ့ဒုတိယမြောက်လူဖြစ်အဲ့ချိန်မှာတော့ဝေယသူဟာအနန္တိဆိုးရောက်ကိုအာခံဆန်းနှပြတဲ့အတွက်ဖန်စီခံလာတာဖြစ်တော့အတွက်ပေါ်ကရုံးကိုသူ့ရဲ့အစား တဲ့ကိုဖယ်ထားရတော့ဖြစ်ပါတယ်ဒီဘက်ရင်ဖြစ်စင်နဲ့ပတ်သက်ပြီးတော့ဘောမတတိုက်ကငင်းဆန်မှုတွေပြုလုပ်ပြီးတဲ့ခါမှာတော့ပေါကတော့လည်းငါလည်းငောင်းမကြသေးခင်အမြန်ငင်းဆန်မှဆိုပြီးတော့ပတ်ပေါ်လာတော့လဲသိရှိရပါတယ်အားလုံးမင်္ဂလာပါဗျာအားလုံးမင်္ဂလာပါအော်ထူဆန်းစရာလေးပြောချင်လို့ပါဗျာဘာပြောချင်တာလဲဆိုလို့ရှိရင်သခိုင်းတိုင်းမှာရှိတဲ့တက်မလို့သားတွေ တိုင်းတိုင်းမှာရှင်းန်းမှာထွက်တဲ့တမတော်လာစစ်သားတွေပတ်တာစားတွေရဲတွေကိုပြောချင်ပါတယ်ဗျနော်ခမတော်တိတိချာချာမှတ်ထားနော်ခုလိုင်းပေါ်မှာနာမည်ကြည့်နေဒီဘဲရင်ကအုတ်ထင်းရွာလာပါလားတော့မသိဘူးပေါ့နော်ဒါအုတ်ထင်းရွာမှာတမတော်ကနေတဲ့ဟိုဘက်ကပြောတာပေါ့နော်ပေါင်900ကြီးနဲ့ခြားတာခလေးတွေတည်သွားတယ်ခလေးတွေတည်သွားတယ်လူကြီးတွေမပါဘူးဆိုတော့ပေါ့ဗျာနော်အဲ့တော့ခမတော်တွေ့ကြည့်ဗျတို့တို့ ြည်ကာအင်ကြီးတွေဥစဉ်ဆိုလို့ရှိရင်လည်းဥစဉ်ရဲ့တပည့်တွေကိုကြည်ကာအင်ကြီးတွေဆင်ထားတာတစ်ထဲကို9တိန်းလောက်ရှိတယ်ဗျာနော်သရုပ်ကြည်ကနေလာတဲ့ကြည်ကာအင်တစ်ထဲ9တိန်းလောက်ရှိတယ်အဲ့ခမားတို့လည်းအဲ့ဒီ9တိန်းအကုန်ခံစရာမလိုတော့ဘူးအဲ့မဲ့နေရပုံလေးတွေကြီးလိုက်တယ်လွယ်လေးတွေတွေ့တယ်လွယ်လေးတွေတွေ့တယ်နော်ဒါကြောင့်ကောင်းကင်ဘော်ကနေပေါင်900ကြီးနဲ့ချလိုက်တယ်ပေါင်900ကြီးနဲ့ပြစ်လိုက်တယ်အဲ့တော့ ွတ်တွေတောင်မှရစရာမရှိအောင်ဖြစ်သွားရထားအောင်နော်။ဘာဖြစ်လို့များလွယ်အိတ်တွေကကလေးတွေရဲ့လွယ်အိတ်တွေကအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်ရမယ့်အဖြစ်ဖြစ်သွားပြီဗျ။နော်။မေခွန်းထောက်ရမှာကလေးတွေရဲ့လွယ်အိတ်မှာပြဲခြင်းလည်းမရှိဘူး၊ဘာမှလည်းမရှိဘူး။နော်။ပြဲခြင်းလည်းမရှိဘူး။ဘာဆိုဘာမှကိုမရှိဘူးပြဲခြင်းနေပါလေ။အဲ့တော့ခင်ဗျအဲ့ဒီလွယ်အိတ်တွေကိုကြီးကအေးကြီးကအင်းကြီးလှုပ်ပြီးတော့ လောက်လာတော့မှပုံပြီးအဆင်ပြေမဲ့ထင်ရနော်ပေါင်900ရီနဲ့ချရတော့မှလွယ်ကဘာမှမဖြစ်ဘူးဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့ပြောချင်တဲ့ခစ်တေတို့ DBC တို့အဲ့ဒီကကျောင်းဆရာမတယောက်ပေါ့နော်ကျောင်းဆရာမနဲ့အခြားတော်သူတွေလင်းလဲပြီးပြောင်းပြီးပြောင်းလိမ်ပါပြီးပြောင်းညာပါလို့နော်အမှန်လွယ်တေကိုဓာတ်နဲ့ပြောင်းလောရမယ် ဓာတ်နဲ့စွထားရမယ်လွဲတီအပေါက်ပေါက်တွေလောရမယ်ဇက်နောင်လေဇက်နောင်အခုကခင်ဗျားတို့ကလိန်လဲလိန်ချင်းပြီးတော့ပါတယ်ခစ်တေကလူကြီးဘလောက်90ကျော်ဟိုကျောင်းဆရာမပြောတာလူကြီး10ဦးဟာတရားနဲ့တရားလည်းညှိလဲမထားကြဘူးเนาะအဲ့တော့လိန်ပြီးပြောင်းလိန်ပါလို့ပေါက်ကတော့ကနေအကြံပြုချင်ပါတယ်ဗျာအားလုံးပဲဒါကတော့ပေါကတော့ကနေပြီးတော့ဒီဘက်မှာဖြစ်စဉ်ကိုလောက်မြောင်ပြောဆိုနေရဖြစ်ပါတယ်လွယ်8တွေကိုမီးလောင်သွားတဲ့အရာတွေကို ဖယ်ထားတာတွေကိုမသိတာပဲဖြစ်ဖြစ်သိတာပဲဖြစ်ဖြစ်ဘလူနီးနေပဲဖြစ်ဖြစ်ဘောမတွေကဒီလိုစကားပြောမှဖြစ်ပါတယ်အဲကြောင့်ဘောမရှင်းလင်းရေးဖွင့်မှာကျွန်တော်တို့အနေနဲ့တက်နိုင်ဆုံးပေါဝင်သွားမယ်ဆိုတာကိုဘယ်သူပဲဥဆောင်ဆောင်ကျွန်တော်တို့ပေါဝင်သွားမယ်ဆိုတာကိုဒီနေရာကနေပြီးထပ်မံပြောကြားလိုက်ပါတယ်ယူဆိုတီတွေကို9သိန်းနဲ့ဒီကအင်းကြီးဆင်ထားတယ်ဆိုပေမဲ့လည်း2024ခုနှစ်စက်တင်ဘာလမှာပေါကတုံးမှာပေါကတုံးမြို့နယ်မှာယူဆိုတီပြည်သူစစ်ဖွဲ့ဝင်တွေခုနှစ်ဦးကလက်နက်ကန်တမျှတိုက်မှုနဲ့အန်စီခံရတဲ့အားလုံးကလည်းပေါကတုံးရဲ့တပည့်တွေဖြစ်ပါတယ်ပေါကတုံးဟာ စစ်တင်တန်းတက်နေတဲ့ပြည်သူစစ်တွေကိုလည်းကြီးကြပ်ကိုကွဲရန်စစ်စိုးရကတောင်းဝင်ပေးထားတဲ့မြန်မာနိုင်ငံလေပိုင်းနဲ့ပြူစောမြို့နယ်ပြည်သူစစ်ကောင်းဆောင်တအူးလေးဖြစ်ပါတယ်။ဒါမဲ့လက်ရှိချိန်မှာကတော့သင်ငန်းချုပ်အောင်ဆောင်ထားတာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသမှာရှိတဲ့ပြူစောမြို့နယ်ပြည်သူစစ်ကွန်မန်ဒိုတင်တန်းစင်ဝတ်ခန်းနားနဲ့တက်မတော်မှာစန့်ကျင်သူများကိုရက်ဆက်စွာနေနေတိုက်တွန်းပြောကြား ခဲ့တဲ့သူတွေဖြစ်ပါတယ်။ကိုပြင်းမန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ထိတ်တန်းစစ်ဗိုလ်ချုပ်များကိုလည်းဥထိတ်ထား၍ပေါက်ကူတော့အကြသေးမီကမြောက်ပိုင်းမဟာမိတ်များနဲ့တိုက်ပွဲများတွင်ဒဏ်ရာရစစ်သည်များအားပေးတိုက်တွန်းရန်နဲ့တမတော်တွင်တရားပွဲများပြုလိုရန်ဖိတ်ကြားခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။အာစိတ်ရဇုံမှုတွေကိုပျောင်ပျောင်တင်းတင်းလွန်နေပါပြီ။ပျောင်ပျောင်တင်းတင်းဆိုတာထက်လွန်နေပြီ။နော်။ဟွန်း။တက်နေတာတမင်ရည်ရွယ်ပြီးလုံနေတာဖြစ်ပါတယ်။ ဒီပဲရင်နေမြေဟာသူတို့အတွက်စူးညောက်ခလုတ်တစ်ခုဖြစ်ပါတယ်ငိုတဲ့ကရာဇဝင်ကိုကဒီပဲရင်မှာကဟလာဒီတော်လန်ရင်းနဲ့ပတ်သက်လာလို့ရှင် ပြည်သူအဲ့ဒီဒီပဲရင်မှာရှိနေတဲ့ပြည်သူတော်တော်များများပါဝင်ကြတယ်အဲ့တော့အညိုးအသေးတွေနဲ့လှုပ်နေတာပေါ့နော်အညိုးအသေးတွေနဲ့လှုပ်တယ်နောက်တစ်ခုကဟလာမင်းရပေးလိုက်ရတဲ့နော်သူတို့လက်နက်တွေပေးလိုက်ရတယ်နော်ရွှေချင်းတရင်ဘကိုးတရင်လက်နက်တွေဖေးလိုက်ရတယ်သူတို့ရဲ့ ဟိုစစ်သားတွေအယောက်90လောက်ခွေးပြေးဝက်ပြေးပြေးရတယ်နောက်ပြီးတော့အရှင်လက်လက်မိတာတွေလည်းရှိတယ်ဆိုတော့ဒီလိုမျိုးသတင်းတွေသူတို့ဘက်ကခံရလေလေပြည်သူကိုလှုပ်လေလေဆိုတော့ဟာကနော်ဘလူမကိုဟလာဘလူမကိုစီစီနဲ့ကန်းနဲ့ကို မရှိနေတာပေါ့နော်ဘာစီဝါစီပေါင်ဘာမှမရှိနေတာပေါ့ဘာမှကိုတိတ်ခါဘာမှမရှိတော့တဲ့ဘာမှသုံးစားလို့မရတော့တဲ့စစ်တပ် ဘယ်နေရာမှာစောက်သုံးမဝင်တော့တဲ့စစ်တပ်လက်မှတ်ဗလာနဲ့နော်ဘာမှမခုခံနိုင်တဲ့နေရာတွေခလေးတွေနေရာတွေကိုနော်ဖုံးကြီးတွေတချို့ဆိုလို့ရှိရင် ဖုံးကြီးကြောင်းနေတမင်တကာရည်ရွယ်ပြီးတွားလုံနေတဲ့ကိစ္စရက်တွေနော်အဲ့တော့ဟိုစစ်ကောင်စီဘက်မှာရက်တွေအပြေထောက်ခံနေတဲ့လူတွေကိုကျမမေးကြည့်နေဒီလုံရက်ကိုရှင်တို့ဒီလုံရက်တွေကိုရှင်တို့ဘာပြောမှလဲနော် ငလင်လှုပ်နေတဲ့အချိန်မှာဘုံပြဲတဲ့လှုပ်ရက်တွေဒီပြည်သူတွေက PDF ပါ PDF တွေပါလို့ရှင်တို့ပြောပြောခဲ့တဲ့ရှင်တို့စစ်တပ်ကထည့်ခဲ့တဲ့သတင်းတွေအတိုင်းရှင်တို့ပုံနေနဲ့တကွာတက်လာတဲ့ခလေးတွေရဲ့အသက်အန္တရာယ်အတွက်ရှင်တို့ဘာပြန်လုပ်ပေးမှာလဲဟင်ဘယ်သူတာဝန်ယူပေးမှာလဲတမိုင်းတရခံများဟင်တမိုင်းရဲ့လောက်ကောင်များပြည်သူရဲ့ချင်းပတ်များတတွေးကွက်များကိုကျွန်မမေးနေတယ် ဟမ်စစ်ကောင်စီလက်အောက်မှာအခုချိန်ထိနော်ပြန်ပြီးတော့မတော်လန့်မဲနဲ့ပြန်ပြီးတနက်ပြောင်းမလှည့်ပဲနဲ့ပြည်သူကိုဟာလာစစ်ကောင်စီကခိုင်းသမျှလုပ်နေတဲ့လူတွေရဲ့မိသားစုတွေအတွက်ခမည်းတော်လက်ပြာလုံကြရဲ့လားလက်ပြာလုံရဲ့လားဆိုတာရိုးရိုးပြောတာမဟုတ်ဘူးနော်ခမည်းတော်ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာနော်ခမည်းတော်ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာဟာလာဒီလောက်နော်ကလေးတွေဘာအပြစ်မှမရှိဘူး နောက်တစ်ခုကဒီစာသင်ကျောင်းတွေမှာသွားပြီးတော့ brain wash သွားလုပ်နေတဲ့ဆက်ဟိုမတိလို့ရှိရင်အခုချိန်မှာဒီခေတ်ဒီကာလရင်းမှာဟာလာအစိုးရလက်အောက်ကစာသင်ကျောင်းတွေမှာကြောင်းတက်တာပဲမတရားကြီးတွေဟာလာကံကောင်းနေတဲ့လူတွေလို့လို့ရှင်တို့တွေကဟိုမတရားကြီးတွေခုရရနေတဲ့လူတွေလို့လို့ခလေးတွေကိုဟာလာရှင်တို့သွားပြီရှင်တို့ရဲ့အုံနောက်တွေတုံးစားလို့မရခလေးတွေကိုပါ brain wash လုပ်သွားလုပ်နေတာစာသင်ကျောင်းတွေအထိသွားပြီးဒီခလေးတွေဘာမှမသိနားမလဲတဲ့ခလေးတွေရဲ့ခေါင်းထဲကိုရှင်တို့ဘာတွေသွားရိုက်ထည့်ပေးနေရလဲ ခေါလံမျိုးတွေအလုံးပဲဒီဗီရုမန်တွေ့ရမယ့်အကြောင်းအရာလေးကတော့ခမရ598ကိုစစ်တပ်ကနေပြင်ရပါပြီဆိုပြီးတော့ထုတ်ပြန်ပြီးတဲ့အချိန်ဒီမှာပဲတော်လိုင်းတက်တင်နေကတဲ့ခမရ598အခုမဲကြံတော့တယ်ဆိုပြီးပြန်လဲဆုတ်ခွာလာခဲ့တာဖြစ်ကြောင်းနဲ့ဒီနေရာကနေထိုင်လို့ရတဲ့နေရာတစ်ခုမဟုတ်သူရရှိခဲ့တဲ့လက်နက်ပေါင်းများစွာကိုသိမ်းယူပြီးတော့ပြန်လဲရောက်ရှိလာပြီဆိုတဲ့အကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုကြီးထမြက်နဲ့ပို့မူးတို့ကနေပြီးပါတီပြောထားရဲဆိုတာကိုမကြည့်ရသေးတော်လိုင်းမျိုးတွေတဲ့ပြန်လဲဝင်မြိုင်းတွေကျွန်တော်တို့ကြည့်သွားလို့ရပါတယ်တို့ပြန်ယူသွားတယ်ဟေးပြန်ရသွားတယ်ဟေး ရသွားတာအခွန်ပဲရသွားတယ်ဆိုတော့လည်းပြောချင်တာပေါ့နော်အဲတက်ဖွဲ့တွေစိတ်ကြိုက်လုပ်ပြီးမှပေါ့နော်ခုနလိုမိဘစီပြအပ်ပြီခုနေလက်နေကြီးတွေအဲသူတို့ဘက်ကလည်းပြစ်တာရှိတာပဲအဲပြီးတော့ဒီတရဲသမိန်နဲ့ဂျိုးလေးဆင်ရွာအဲ့ဘက်ကနေပြောလေဒါပြစ်ပြစ်ခုပေးတာရှိရှိတော့အဲ့ထဲမှာရှိတဲ့အဆောက်အဦတွေတော်တော်များများကသူတို့ပြန်ဝင်နေဆိုရင်ထားပါတော့နော်ပြောပြတယ်ပြန်ဝင်နေဆိုရင်တော့နေလို့ရတဲ့အနေထားမဟုတ်ဘူးအဲအဲ့ဒါကိုသူတို့ကဒါပုံစံပြီးတော့ပြောနေကြတယ်ပေါ့နော် ပြီးတော့သူတို့ပြန်ဝင်နေပါပြီဆိုတဲ့ပုံစံမျိုးဒါပေမဲ့မြေပြင်မှာတော့တကယ်စစ်ကြောင်းတွေထိုးတယ်မြေပြင်မှာတော့တကယ်အင်အားရာနဲ့ချီပြီးတော့စစ်ကြောင်းထိုးတာမျိုးတွေလုပ်တယ်တိုက်ပွဲတွေလည်းအခုချိန်ထိဖြစ်နေတော့မယ်ပေါ့နော်ဒါပေမဲ့အဲဥစ္စာကိုယာချင်းမယားချင်းနဲ့ပတ်သက်လို့သူတို့မှအရေးကြီးနေတယ်တော်ဒီဘက်ကတပ်ဖွဲ့တွေဘက်ကရင်ကျူလက်နဲ့တွေရရတော့ကွာသူတို့ထားထားချုပ်တဲ့တွေဝင်တယ်ဗျာထားချုပ်တပ်ဖွဲ့မှုတေးတယ်ဗျာနောက်တန်းမှုပြောရရင်နောက်တန်းမှအကြီးဆုံးကောင်တေးတယ်ဗျာပြီးရင်အဲ့ခုနဒီထွက်ပြေးရတဲ့ဒီသူတို့ရဲ့မိသားစုတွေပေါ့နော်အဲ့အဲ့ဖွဲ့တွေရှိတယ်ပြီးရင်ခုနှစ်ယောက်လာမသိဘူးဖမ်းမိတာတွေရှိတယ် အဲ့လောက်ထိတို့ဖွဲ့စည်းပုံတွေပြတ်သွားပြီအတန်းရင်ဌာနချုပ်ကနေခိုင်မာခံစစ်စင်တာရဲ့နေရာနေတို့ဒါဖွဲ့စည်းပုံပြတ်ပြီးတော့ဒါအတန်းရင်နဲ့ထိတော်လိုင်းတက်ဖွဲ့တွေကဝင်စီးပြီးတော့လက်နက်ခဲရန်တွေယူတဲ့အဆင့်တွေထိဖြစ်သွားပြီအဲ့အဲ့လိုမျိုးဖြစ်သွားတဲ့ဟာကျွန်တော်တို့တော့ကဒါအကျိုးမြတ်အများကြီးရအောင်မြင်မှုအကြီးကြီးရတာပေါ့နော်ဟုတ်တယ်အဲ့တို့ဘက်ကအဲ့ဒါဗာလဲဆိုဒီတက်ပုံကိုတင်ပြီးတော့သူကတို့ရမီမရဘူးဆိုတဲ့ဟာကိုညင်းတဲ့ဟာကတို့တို့အရေးကြီးနေတာဘာလို့ရေးကြည့်ရလဲဆိုတော့အဲ့လိုပေါ့တို့မှာစိတ်သက်စစ်စင်နေပတ်သက်ရင်တို့ဘက်ကအဖွဲ့တွေကတော်တော်လေးစိတ်သက် အဲပြက်ယွင်းနေတာတွေအဲပြီးတော့ကြဆင်းနေတာတွေအကြောင်းမလို့သူကဒီဥစ္စာမျိုးကိုပြန်ပြန်ပြီးတော့အဲဝါဒပြန်ရင်းနဲ့စိတ်တက်ပြန်တက်ကြအောင်လုပ်နေရတဲ့အဆင်ဖြစ်နေဟုတ်တယ်အခုအဲ့လိုဖြစ်နေတော့သူကဘာနဲ့သွားလာဆန်သွားတူနေတယ်ညီလေးကသူကဟိုခိုးရလိုက်ပြီးွားပြီအဲ့ဒါကိုအပြိုအပြိုလို့ပြောနေတော့အပြိုလို့ပြောနေလို့ဘယ်လိုပြောကြကြည့်ရလဲကွာအဲ့တော့အဲ့ဖြစ်ဖြစ်ညီလေးပြောလို့ပဲဟို ဒီချိန်မှာမိဘပြန်ပြန်ခေါ်ရလဲရရတယ်ရတယ်ခိုးရလိုက်ပြီးွားပြန်ခေါ်ရလဲရတယ်ဒီချိန်မှာအဲ့လိုဖြစ်နေဟိုကဒါကအရင်အရေးကြီးတဲ့အရာတခုမဟုတ်ဘူးပေါ့နော်အဲတော်လိုင်းတက်ဖွဲ့တွေကဒီပတ်ချလဲမှာဒါလဲညီလေးနောက်တကယ်ပြန်ရသွားခဲ့ရင်တော့မယ်နောက်တစ်ချိန်တော်လိုင်းတက်ဖွဲ့တွေကဘယ်တော့မှဒီလိုဖြစ်မခံတော့ရပြီဆိုရင်တခြားရအောင်လုပ်ရမယ်ဆိုတော့ဟိုဟာလေးတခု message လေးတခုတို့မှာရသွားတယ်အဲ့တော့ဒီဟာဟိုဘယ်လိုပြောရမလဲဆိုတော့ ဟိုအိုးလို့ပြောရင်တော့ခက်လေဟိုဟာဖြစ်လေပေါ့နော်ဟိုလှပိုလှလေပေါ့နော်အတန်လို့ပြောရင်တော့ထုလေပိုပြီးတော့မှမာလေပေါ့နော်ဒါဒါကောင်းတလက်ရတယ်လို့ပဲဒါမှတ်မှတ်ယူလို့ရတာပေါ့ဟိုဒါကဤလေးခုနပြောတဲ့အတိုင်းပဲဟိုဟိုတယောက်ရှိပါသေးရဲ့ဟာဟိုဟိုဟာလေဘုံဘိုင်လုံးနေတော့ဆိုတော့ဟိုဟာထောက်ထောက်ပံ့တဲ့ဟာတွေဝေးလူကြီးတွေကဝေးဝေးဝေးနေတာပါဆိုတာအသားငါးဆိုအသီးရွက်တွေရတယ်ကျွန်တော်တို့ကပြောတာပေါ့ဗျာဆိုတော့ပြောပြီးသွားတော့ဒီကောင်ဆက်ပြီးကြီးချင်းလို့ ထိန်းလိုက်တဲ့ပါဇက်ကလေးအတိတားကြီးဟိုအလဲကောင်ရည်နေဘာမှမလဲပြောတာအဲကဲနောက်ကစီတီတော်လေးပြောပါဦးအဲမခုတ်တီတော်လေးဖြစ်နေပြီဒါကသူတို့ရဲ့ဟိုဟိုလုံးဆက်ပေါ့နော်သူတို့ချင်းချင်းတော့ရည်ချင်းနေတာအဲ့ဒီဟာကဘာလဲဆိုရင်ဟိုဒိုဒီ time မှာဟိုလောက်တဲ့ဟိုမတ်တတားကြီး ။တစိမ့်တွေကိုကြည့်လိုက်ရင်ထိုင်းကထိုင်းငါတက်တာတဘူးမှန်ကြီးဒီမှာတကယ်အဲ့မှာကိုယ်အဲ့ဒီဗီဒီယိုဖိုင်တင်တော့ဟိုကွန်မန့်တွေဝင်ရေးကြတယ်။အဲကျွန်တော်ထိုင်းမှာတကယ်ကြောင်လို့ဝါတို့ကြွေးတာ။ဆယ်ဆယ်ဘတ်တန်။တဘူးမှန်ဆယ်ဘတ်ဆယ်ဘတ်ဆိုတာကတ်လိုက်မဟုတ်ဘူးတဘူးချင်းရောင်းတယ်လက်လီရောင်းတဲ့ဆိုင်မှာဆယ်ဘတ်ဟိုလက်ကားဆိုင်မှာဆယ်ဘတ်တောင်မတန်တဲ့ငါတက်တာပေါ့နော်။အဲ့ဒါကိုသူတို့မှာအဒီဟာလေးတွေဟိုဝါဖြစ်ပြီးတော့မှကျွန်တော်တို့ဒါမျိုးတွေပြီးတော့စစ်တပ်ရတာပြောတာပေါ့ဗျာဆိုတဲ့စကားစကားပြောတာပေါ့နော်။အဲ့တော့ အဲ့ဒီဟာကညီတိုက်ခိုက်ရေးခါတော့ဆိုတာရှိရဟုတ်တယ်တိုက်ခိုက်ရေးခါတော့ကဘာလောက်တိပါလဲဆိုစလိတ်တိပါတယ်ဟုတ်တယ်စလိတ်ဒူရပါတော့ဒူရစလိတ်ပါအဲဒူရစလိတ်ပါချိုးချင်းပါတယ်ပြတရက်တိတနက်ပါတယ်နော်တေချာအင်းလူတယောက်ကိုတပတ်စာတေချာကိုစားလို့ရအောင်လို့တပတ်စာတိုက်ခိုက်ရေးခါပေးနိုင်တဲ့စစ်တပ်ကဟိုးဟိုးအခြေအခြေအနေတော့ဒီအရင်တိုက်ပွဲတွေပေါ့နော်တကယ်ဟိုး60000ရဲ့ရှေ့ပိုင်းတိုက်တဲ့တိုက်ပွဲတွေတုန်းကဆိုလို့ရှိရင်တိုက်ခိုက်ရိတ်ခါဆိုပြီးတော့ပေးနိုင်တာ နောက်ပိုင်းမှာအဲ့လိုမပေးနိုင်တော့ဘဲနဲ့ဘာဖြစ်နိုင်လဲဆိုတော့ဇော်ဘုံကြီးကခြေအလူခံပြီးတော့ပို့ပို့ကဒဇင်ဦးကဟိုအကျော်ကျော်ပြီးပို့ကဟိုလူကဟိုကလှုပ်ပြီးပို့ကနိုင်နိုင်ထုံးကဖုံးပေတောင်းပြီးပို့ကနေသိတာဒီကောင်ဒီမှာအဲ့လိုအဲ့လိုဖြစ်နေတာနိုင်နိုင်ထုံးအကောင်မှာရှိတယ်တွက်ကြီးနေဖုံးဖုံးပေဖုံးပေနေဖုံးပေဟိုကဖြစ်ပေးပါသူသူစီလှူလို့ရပါတယ်ဗောနော်ရှိနိုင်နိုင်ထုံးဆိုတော့အလုံးသိရင်မှသိမှာပါနိုင်နိုင်ထုံးကတော့အခုစိန်မှာစစ်တိုက်ရမှာစစ်ကနေခဏခဏထွက်ပြေးလို့သူပြီးအခုစိန်ဝါရဖြန့်ချီမှာတချင်းနေဆိုပြီးတော့ ကပြနေဖြောပြင်းတဲ့ကောင်ဖြစ်ပါတယ်သူကသူတို့ဘုံမှုလိုဘိုလ်ချုပ်လိုလိုဘိုလ်ကြီးလိုလိုကောင်တကောင်ဖြစ်ပါတယ်ဒီတန်းရောက်တက်မတော်သားတွေပြန်ပြီးတော့လှူပေးဖို့ပါဆိုပြီးတော့ဖုံးမရစားအလူကန်ဒါနိုင်ငံပိုင်နာကိုဖိန်ခုထိုင်ပြီးတော့တိုက်နေတဲ့စစ်တပ်ကဒီအခြေအနေပေါ့နော်အဲ့တော့ဒီငါးခုရှိရာချင်းမရခြင်းကအရင်အေးမကြည့်ပါဘူးပထမပြောပြောခဲ့တဲ့ဇကားလိုပဲဒါဟိုဟာသားအနေနဲ့ခိုင်းနိုင်ပြီးတော့ပြောတာပါခိုးရလိုက်ပြီးသားဖြစ်သွားပြီဟုတ်တယ်ပြန်ခေါ်ရင်ခေါ်ဝါပြဿနာမရှိဘူးပေါ့နော်အဲ့ဒါဘာမှမဖြစ်တော့ဘူးအဓိကဒါပေမဲ့လက်နဲ့80ကျော် ရလိုက်တယ်ရှစ်သက်ကျော်မှာသူတို့ဘူယိုရိုက်ပြထားတဲ့အထက်မှာဆိုလို့ရှိရင်လက်နေငယ်ဘောင်းဆောင်ရဲ့81နောက်ပွင့်နော်81ပါလက်နေကြီးတွေပေါ့နော်လက်နေကြီးဘောင်းများသွားလဲရတယ်ဒါအပြင်မှာဒီနေရာကိုကိုရီးယားအဲရောက်ခဲ့ပြီးသွားပြီအဲတို့ကလိုဂျင်နာကညီလေးရဘယ်လိုပြောရမလဲဆိုတော့မြို့တွေနယ်တွေမှာရှိတဲ့ဒီစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာတွေကိုအဓိကဖြိုဖျက်ပြီးတော့မှကိုရီးယား ရှိကောင်ဒီရန်နေရကိုဟိုဒီတွန်လိုင်းတက်ဖွဲ့တွေရန်နေရကိုတိဆောက်ချင်တာဒါဟိုဒီ NUG ရန်နေရပေါ့နော်ဒီလိုမျိုးတိဆောက်ချင်တာတိဆောက်ချင်တဲ့အချိန်မှာကိုရီးယားအဲ့ဒီအနားမှာရှိတဲ့အဆွဲပွားတွေကိုအဲ့ဒီခံနေတဲ့စစ်တပ်တွေကိုတိုက်ထွက်ရတာပဲရှိတယ်အဲ့တော့မျိုးတစ်မျိုးပြန်ပြီးတော့မှလက်လွတ်ဆုံးရှုံးခံလိုက်ရလောက်ဒီအထိအရင်အရေးကြီးသွားတဲ့အရာမဟုတ်ဘူးဒီစခန်းထဲကိုဝင်လိုက်တယ်ဝင်ပြီးတော့မှဒီကျန်တဲ့တပ်တွေဆိုလို့ရှိရင်တိန်းတာမှန်ပါတယ်တင်ငန်းကြီးအောင်တို့တပ်တွေပါလေကျန်တဲ့တပ်တွေချိပါတယ်တိန်းတာ တင်းထားပေမဲ့တော်လိုင်းတက်ဖွဲ့တွေမနေပါဘူးတော်လိုင်းတက်ဖွဲ့တွေကရန်သူဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကိုပဲတော့ဆုတ်ပြက်နေတဲ့နေရာတွေရန်သူဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းကိုပဲသူကပတ်ပြီးတော့မှပိတ်ဆို့ထားပြီးတော့ဒီနေရာပြန်မပေးရရေးအတွက်ပဲပြန်ပြီးတော့ပိတ်ဆို့ထားတာပဲရှိတယ်ဒီထဲမှာဝင်ပြီးတော့နေတယ်ဆိုတာမရှိပါဘူးအဲ့တော့ဒီဟာကြီးဒီနယ်မြေထဲမှာအစင်တစိုက်နေထိုင်ခြင်းမနေထိုင်ခြင်းဟာအရေးမကြီးပါဘူးကိုတွေအမျက်အကျိုးအမျက်ဘာတွေရရှိသွားလဲဆိုတာကိုပြန်ပြီးကြည့်ချင်းအပြင်ငါးခုရှိကကိုတွေအတွက်အကျိုးအမျက်အများကြီးရတယ်ပြီးတော့သူတို့သူတို့စိတ်ထဲမှာဘာခံစားနေရမလဲဆိုတော့ သူတို့နောက်တန်းဌာနချုပ်တိုက်ခိုက်ရတယ်သူတို့မိသားစုတွေတိုက်ခိုက်ခံထွက်ပြေးရတယ်ပေါ့နော်တိတ်ရှောက်ရတယ်အဲ့ထက်မှတည်လားရှင်လားသူတို့မသိဘူးတိုက်ပွဲဖြစ်နေတဲ့အချိန်မှာအဆက်အသွယ်မရနိုင်ဘူးပြီးရင်ဘောဇက်ကဆက်သွယ်ရအောင်မလွယ်ဘူးဟုတ်တယ်ဟုတ်ကိုယ်ကပဲမိတာကိုယ်ကလည်းဟိုနွားလဘတော်အောင်တစ်ခုပဲရှိတာအဲနွားလဘရှိမယ်ဒီဘောဇက်ကိုရှိမယ်အဲ့အလောက်ပဲမိတာလေအဲ့ကြအေးအဲ့လိုနေရာမျိုးမှာသူတို့ယောက်ျားတွေကရောက်နေတယ်နောက်တန်းမှာသူတို့မိသားစုတွေကတိုက်ခိုက်ခံနေရတယ်ပြီးတော့သတင်းတွေတက်ဖို့နေတက်လာတယ်ဒေါ်လိုင်းတက်ဖွဲ့တွေကကြိတ်ကြိတ်တယ်ပြီးရင်အခုဒေါ်လိုင်းတက်ဖွဲ့တွေ ်ပါရမအဖွဲတိုင်းကကိုပိုင်ဗီဒီယိုထုတ်တာနော် SOS ကပါ SOS ထုတ်ခဲ့ရန်ကုန်ဘက်ကပါရန်ကုန်ကထုတ်ခဲ့တောင်ကျွာကပါတောင်ကျွာထုတ်တယ်အဲ့လိုမျိုးဗီဒီယိုထုတ်တယ်အဲ့ဟာကြည်သမျှကာလပါတခေါင်းနေကြေခွဲနေမှာအဲဒီချိန်မှာကတော့စစ်ကွေးတွေကိုမြင်မှန်ရပြီးစစ်သားတွေပြောင်းပြီးတော့အလင်းဝင်လို့ပြောကျင်သေးမှရှိတော့ပါဘူးဒါကြောင့်လင်းဝင်ကြီးအလင်းဝင်ကြီးတဲ့စစ်တုံးပန်းတွေမရှိဘူးရေးတူရေးဆိုပြီးတော့လောက်ရမနေတာတခုဖြစ်နေတာပါ အကြောင်းထမင်းတွေမကြွေးပါနဲ့တော့ထမင်းတွေကြွေးတာတွေကိုရက်တန်တဲ့ကရက်တင်ပါပြီ။ဒီကြောင်းအောင်ကလေငေါ့ပြုတ်ကြလာရင်တော့အောက်ရောက်ရင်တော့တခါတည်းကိုအောက်ဆုံးတီရောက်ထပ်ဖို့ပေးကြဖို့လိုအပ်တဲ့ချင်းတွေတခုဖြစ်ပါတယ်။ online မှုအားလုံးဒီ video တော့လည်းပဲဆုံးသက်လိုက်ပါတယ်။နောက်တစ် video မှာတော့ link ထည့်ပေးရဲ။ကျွန်တော်ရဲ့ Go Jet Revolution Channel လေးကိုလည်း subscribe လုပ်နေလိုက်ဆိုတော့ဒီ video ကိုလည်းကြည့်မြင်တာတဲ့မြန်တဲ့ video အားလုံးကြည့်ရှုကြဖြစ်ပါတယ်။